မင်္ဂလာပါခင်ဗျာလေးလေးရေးသားတဲ့ကြေကွဲဟရိုင်းလို့မြည်ရတဲ့သတင်းဆောင်ပါကို တင်ဆက်ပေးပါမယ်ခင်ဗျာ ထိုင်းနိုင်ငံမှာမုန်တိုင်းတွေရှိနေတာမုတ်တုံကလည်းမပြတ်သေးတာနဲ့လာနီညာရာသီဖြစ်စဉ်တက်ရောက်မှုတွေပေါင်းစုံပြီးမိုးကြီးရေကြီးခဲ့ပါတယ်ရေကြီးမြေပြုံမှုတွေကြောင့်အရှေ့တောင်အာရှသုံးနိုင်ငံမှာတည်ဆုံးသူ300ကျော်အထိရှိလာပြီးဆိုတဲ့သတင်းလဲဖတ်ရအင်ဒိုနီးရှားကဇူမတ်ရာကျွန်းမှာရေဘေးကြောင့်လူ190ကျော်တည်ခဲ့ထိုင်းတောင်ပိုင်းကဟတ်ရိုင်မှာ ရေဘေးအတွင်းလူ140ကျော်တည်ခဲ့ပါတယ်။ထိုင်းတောင်ပိုင်းရေကြီးခဲ့တာက အတော်ဆိုးဆိုးဝါးဝါဖြစ်ခဲ့ပြီးရေဘေးတင့်သူတွေကူကယ်ရမယ့်ဖြစ်ခဲ့ပါတယ်။ရေကြီးနေတုန်းဟတ်ရိုင်ကိုရောက်သွားတဲ့ထိုင်းနိုင်ငံရေးသမားတယောက်ကသူတွေ့မြင်ခဲ့တာတွေကိုအခုလိုမှတ်တမ်းတင်ခဲ့ပါတယ်ခင်ဗျာ။ဒီနေ့ဟာကျွန်တော်ဘဝမှာအကြီးမားဆုံးသောဝမ်းနည်းပူဆွေးမှုနဲ့စိတ်ပြတ်အားငယ်မှုကိုခံစားရတဲ့နေ့တွေတည်းကတနေ့ပါပဲ။မနက်ပိုင်းကစပြီးကျွန်တော်နဲ့ ထိုင်းကောင်းမိုင်ပါတီခေါင်းဆောင်ဖြစ်တဲ့ UA စုချက်ဝီစုဝန်စာဝတ်တို့ဟာဟဲ့ရိုင်မြို့တဝိုက်ကိုလှည့်လည်ခဲ့ကြပါတယ်။လေရင်ဘော်ကဆင်းပြီးလေစိတ်ဝင်ပေါက်ကိုဝင်ရောက်တဲ့ပထမဆုံးခြေလှမ်းကဆလို့ထိုင်းနိုင်ငံကလေစိတ်တစ်ခုမှာကျွန်တော်တခါမှမမြင်ဘူးတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ခရီးသည်ရာပေါင်းများစွာဟာကျမ်းမြင်ပေါ်မှာထိုင်နေကြအိတ်နေကြပါတယ်။သူတို့ထဲကအများစုကထိုင်းလူမျိုးတွေဖြစ်ပြီးနိုင်ငံသားခီးသွားတချို့လည်းပါဝင်ပါတယ်။ များစွာသောသူတွေကကျွန်တော်တို့ကိုပြောပြကြပါတယ်ကျွန်တော်တို့အိမ်မပြန်နိုင်လို့ဒီမှာ3ရက်ကနေ5ရက်လောက်ထိအိမ်နေကြရတာပါကျွန်တော်ကအားပေးစကားတွေပြောပြီးတတိရှိဖို့ပြောနိုင်ုံသာတတ်နိုင်ခဲ့ပေမဲ့အတွင်းစိတ်ကနေဘာနဲ့မှဖော်ပြလို့မရတဲ့ဝမ်းနည်းမှုကိုခံစားလိုက်ရပါတယ်မြေပြင်မြင့်တဲ့နေရာဖြစ်ပြီးရေမကြီးတဲ့လေစိတ်ကနေထွက်ခွာပြီးတဲ့နောက်မိနစ်ပိုင်းအတွင်းမှာပဲမြင်ကွင်းဟာလုံးဝပြောင်းလဲသွားပါတယ်လမ်းရဲ့ဘေးနှက်ဖက်စလုံးမှာ ကီလိုမီတာနဲ့ခြေပြီးကားတွေတန်းစီနေပါတယ်။ကားတိုင်းဟာရေထဲမှာနစ်မြုပ်ပြီးလုံးဝပျက်စီးနေတာကိုတွေ့ခဲ့ရပါတယ်။အရေးတို့ကထောင်နဲ့ခြေဆယ်ကနန်းထောင်နဲ့ခြေပြီးရှိနိုင်ပါတယ်။အတိုင်းအဆမရှိတဲ့ဆုံးရှုံးမှုမြင်ကွင်းတစ်ခုပါပဲ။တိတ်မကြခင်မှာပဲကျွန်တော်တို့ရှိမှပေါ်လာတာဟာမြို့တမြို့မဟုတ်တော့ပဲပင်လယ်တစ်ခုလိုဖြစ်နေပါတော့တယ်။မျက်စိတစ်စုံကိုရေတူကြီးကလွှမ်းခြုံထားပါတယ်။ လမ်းတစ်လျှောက်မှာအကူအညီပေးရေးကားတန်းရာပေါင်းများစွာရပ်ပြီးစောင့်နေကြပါတယ်။ဘာလို့လဲဆိုတော့ရေလွှမ်းနေတဲ့ဧရိယာတွေကိုဘယ်သူမှ ဝင်ရောက်လို့မရနိုင်လို့ပါပဲ။သူတို့ဟာရေကျသွားဖို့စောင့်နေကြသလိုလမ်းတစ်ဖက်ချမ်းကဒုက္ခသည်တွေကလည်းအကူအညီကိုအသေးအတန်စောင့်မျှော်နေကြပါတယ်။ကျွန်တော်တို့ကားကိုရပ်ပြီးအခြေအနေကိုလမ်းလျှောက်ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ဖုန်းလိုင်းလုံးဝမရပါဘူး။ရစ်စစ်မီလည်းလုံးဝပြတ်တောက်နေပါတယ်။ ျွန်တော်တို့ကေဇယ်ရဲ့အဖွဲ့တွေနဲ့စေတနာဝန်ထမ်းရာပေါင်းများစွာဟာသူတို့ရဲ့ရင်ွေပေးမှာထိုင်နေကြတာကို တွေ့ရပါတယ်။အများစုကကျွန်တော်တို့ကိုပြောကြတာကကျွန်တော်တို့ဒီမှာ3ရက်ကနေ4ရက်ထိစောင့်နေရတာအတွင်းထဲကိုမဝင်နိုင်ဘူး။ရေစီးကအရန်တန်လို့နေတယ်လဲသွားလို့မရဘူး။တချို့ဆိုရင်သူတို့ကိုယ်တိုင်အတွက်တောင်အစားအသောက်အလုံးလောက်မပါလာတာကြောင့်သူတို့ကိုယ်တိုင်ပါဒုက္ခတွေဖြစ်နေကြပါတယ်။နောက်ဆုံးမှာတော့ကျွန်တော်တို့ရောက်တဲ့နေရာတစ်ခုမှာ ရေကအရမ်းနှက်ပြီးရေစီးကလည်းအလွန်များဆန်လွန်းတဲ့အတွက်3-4မီတာ10ဘေး73ဘေးခန့်မြင့်တဲ့လမ်းဆိုင်ပုတ်တွေဟာရေမျက်နှာပြင်အထက်စင်တီမီတာအနည်းငယ်သာထိုးထွက်နေတာကိုတွေ့ရပါတယ်။ကေဆယ်ရေးအဖွဲ့တွေက ကျွန်တော်တို့ကိုရှေ့ဆက်မသွားဖို့တတိပေးခဲ့ပါတယ်။ကျွန်တော်တို့ရှေ့မှာ၅ရက်ကြာကြာရေမြုပ်နေတဲ့ဟဲ့ရိုင်မြို့ရှိပါတယ်။မြို့ကဇလုံးပုံတံရှိတဲ့မြေနေပိုင်းမှာတည်ရှိပြီးရေနှုံမြောင်းလုံလုံလောက်လောက်မရှိတာကြောင့်နေရာအများစုမှာ ရေမျက်နှာပြင်က3.5မီတာ10ဘီ73ဘီခန့်အထိနှက်နေပါတယ်။ကျေးဇူးပြုပြီးမျက်စိမှိတ်ပြီးစိတ်ကူးကြည့်လိုက်ပါ။ကျွန်တော်တို့သာအိမ်ခေါင်မိုးပေါ်မှာ3ရက်ကနေ5ရက်ကြာပိတ်မိနေပြီးအစားအသောက်မရှိ၊တန်ရှင်းတဲ့ရေမရှိ၊အေးဒဏ်နဲ့ဆိုရင်အသက်ရှင်နိုင်ပါမလား။အဲ့ဒီမှာပိတ်မိနေသူတွေဟာတင်းရဲ့မိဘ၊တင်းရဲ့ကလေးဓမ္မမဟုတ်တင်းချစ်မြတ်နိုးရတဲ့သူဖြစ်နေမယ်ဆိုရင်တင်းခံနိုင်ရေးရှိပါမလား။ အဲ့ဒီအချိန်မှာကျွန်တော်မျက်ရည်မကျအောင်မနေထိန်ထားခဲ့ရပါတယ်။အသေးကွင်းစရာအကောင်းဆုံးဇလံကတော့ကေဇေးကြီးလှုပ်သားတူပြောပြခဲ့တာပါ။တနေ့မှာလူတွေကိုကူညီဖို့လှေနဲ့ထွက်သွားတော့အပြန်လမ်းမှာလူတယောက်ကအင်ခေါင်မိုးပေါ်ကနေအကူအညီတောင်းဖို့လက်ပြနေတာကို သူတို့ တွေ့လိုက်ရပါတယ်။ဒါပေမဲ့ရေစီးအရန်တန်ပြီးသူတို့လေကလည်းသေးလွန်းတဲ့အတွက်အဲ့ဒီလူစီကိုမရောက်နိုင်ခဲ့ပါဘူး။ဒါကြောင့်နောက်ဆုတ်ပြီးပြန်လည်ပြင်ဆင်ဖို့လုပ်ခဲ့ကြရပါတယ်။ သူတို့ပြန်သွားတဲ့အခါအဲ့ဒီလူဟာတေဆုံးနေခဲ့ပါပြီသူတို့လုံနိုင်ခဲ့တာက အလောင်းကိုပုံမြင့်တဲ့နေရာတစ်ခုမှာတင်ထားပေးခဲ့ရုံပါပဲကျွန်တော်ကိုပို့ပြီးအသေးကွဲစေခဲ့တာကတော့ကေဇေးလုံသားကပြောလိုက်တဲ့စကားပါ အလောင်းကိုဘသူစီဖုံးဆက်ပြီးလာရောက်ယူခိုင်းရမလဲမသိဘူးဒီနေရာမှာအစိုးရအရာရှိတယောက်ကိုမှ ကျွန်တော်တို့မတွေ့ရတာရက်အတော်ကြာနေပါပြီကျွန်တော်တို့ဟာအမောင်ထဲမှာကားစီကိုပြန်လျှောက်ခဲ့ကြပါတယ် ဝမ်းနည်းမှုကအရန်ကြီးမလွန်းလို့ကျွန်တော်တို့တွေကဘယ်သူမှ စကားတစ်ခွန်းမှမပြောနိုင်ခဲ့ကြပါဘူးအဲ့ဒီနောက်မှာတော့ကျွန်တော်ဟာဟက်ရိုင်ရပရာချာချောင်းကကယ်ဆယ်ရေးစခန်းကိုတွားရောက်ခဲ့ပါတယ်ကျွန်တော်ပထမဆုံးတွေ့လိုက်ရတာကတော့ကယ်ဆယ်ရေးစခန်းထဲမှာခိုးလုံနေတဲ့လူပေါင်း6500ကျော်လို့ဆိုကလေးငယ်တွေတက်ကြီးရွယ်အိုတွေကိုဝင်းဆောင်မျိုးသမီးတွေဟာစက်ကူပြားတွေပေါ်မှာကြက်ကြက်တဲတဲအိတ်ဆက်နေကြတာပါပဲစောင်းမရှိဘူး နှုတ်မှုန်မရှိဘူးကလေးတချို့ကဒဏ်ရာရနေပေမဲ့ဆရာဝန်ဒါမှမဟုတ်သူနာပြုဆရာမကိုရှာမတွေ့နိုင်ဘူးကျင်နာတတ်တဲ့ဆရာမတချို့ ਨੇ ចောင်းသားယောက်ျားလေး၁၀ခန်းလောက်သာလူတိုင်းကိုအကောင်းဆုံးဆောက်ရှောက်ဖို့ကြိုးစားနေကြပြီးဆေးအဖွဲတစ်ဖွဲကတော့မနေ့ကမှပဲရောက်ရှိလာခဲ့ပါတယ်ကျွန်တော်ရိုးရိုးသားသားဝန်ခံရရင်ဒါဟာကျွန်တော်ဘဝမှာအသေးကွဲစရာအကောင်းဆုံးအတွေ့အကြုံတွေကတစ်ခုပါပဲဒီအခြေအနေက ဘလောက်တောင်ရက်ဆက်ကြမ်းကြုတ်လဲဆိုတာကိုမျက်စိနဲ့ကိုမမြင်ရဘဲနဲ့နားလည်နိုင်မှာမဟုတ်ဘူးလို့ကျွန်တော်အမှန်တကယ်ယုံကြည်ပါတယ်။ခုဆိုရင်ရှေ့ရက်ရှိသွားပါပြီ။အထဲမှာပြိမိနေတဲ့သူတွေစီကိုအကူအညီတွေနောက်ဆုံးမှရောက်ရှိနိုင်ဖို့အတွက်အစိုးရအနေနဲ့ရေကိုအမြန်ဆုံးဆုတ်ထုတ်ပေးဖို့ကိုကျွန်တော်စိတ်ရင်အမှန်နဲ့မျှော်လင့်ပါတယ်။အဲဒီနောက်မှာတော့ဆုံးရှုံးမှုအလုံးအတွက်အမြန်ပြန်လည်ထူထောင်ရေးအစီအမံတွေ ရောကြီးပေးတာတွေနဲ့အထောက်ပံ့တွေရှိကိုရှိရပါမယ်။မေတ္တာနဲ့စိုးရင်ပူပန်မှုများဖြင့်လူတိုင်းနဲ့မိသားစုတိုင်းဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာ။